န္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခရမိုင်ကျေးရွာအနီးစစ်ကမ်းတွေထဲလာနေချီချာအောင်းနေရတဲ့စောစုကဒေချောင်းအားကိုနဲ့ဖောက်ထွက်ထိုးစစ်စင်ကကျေးရွာတွေကိုစီးနင်းပြီးနောက်မိရှုဖြက်စီနေရလို့ဒေသခံတွေကအမှတ်ပြကိုပြောပါရယ်စုံ28ရက်ကစလို့တပိတ်ချင်းနယ်ခရမိုင်ရွာတဝိုက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စောစုကနေစင်ရက်ဆက်လေးချောင်းပုံကျဲလို့စပေးရှောင်ပြည်သူတွေထမှန်နေရရွှေပြောင်းထွက်ပြေးနေရတယ်လို့စောစုစီးနင်းထားတဲ့ရွာတွေဘက်ပြိမိနေသူတွေလည်းရှိပါရယ် က်ရှိမှာစောစုကတပိတ်ချင်းမျိုးနဲ့ခုနမိုင်ကြားမှာရှိတဲ့6မိုင်5မိုင်ညိုင်းတရားနဲ့ညောင်မဲအိုက်ကျေးရွာတွေကိုစင်းနဲ့ကမီးရှို့ဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ခုနမိုင်ရွာနီးစစ်ကန်းတွေတဲ့ပိတ်ဆို့ခံထားရတဲ့စောစုကဖောက်ထွက်နိုင်ဖို့ဇွန်လ29ရက်ကစလို့၄ရက်ဆက်အပြင်းထန်တိုက်ခိုက်နေတာဖြစ်ပြီးတော့၄ချောင်းကနေဒရက်ဆက်ပုံစဲတာလက်နက်ကြီးနဲ့ထူတာ ဒရုန်းတွေနဲ့ပါပုံကျဲနေလို့တိုက်ပွဲဖြစ်တဲ့နေရာတွေအနီးတောတောင်တွေတဲ့စပေးရှောင်ခိုလိုနေရတဲ့စပေးဒုက္ခတဲ့ပြည်သူတွေထပ်မံထွက်ပြေးနေကြပြန်နေရလို့တပိတ်ချင်းဒေသခံတို့ကပြောပါရယ်စိုးစုကကြေးရတွေကိုစင်းနေမိရှုဖြစ်စီမှုနဲ့ဒေသခံတို့ပြိမိနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ MFP အနေနဲ့အသေးစိတ်ကိုတော့စုံစမ်းနေစေပါ ဇွန်28ရက်ကစတင်ကဒီကနေ့အထိစောစုကတပိတ်ချင်းနေတဲ့ဝိုင်းတွဲလေးနဲ့ဆက်မပြတ်ပုံချနေသလိုဂျက်ဖိုက်တာလေးနေနဲ့ပါမကြခဏလာရောက်ပုံချနေပြီးတော့ကျွရတွေကပုံချနေလို့ရွာခန်တွေပါထွက်ပြေးနေရတာပါ